personal branding စောက်တဲ့နေကိုပြောပြရမယ်။ personal branding စောက်တယ်ဆိုတာကဘာလဲဆိုတော့ကျွန်တော်တို့အတိမိတ်ဆွေများအောင်လုပ်တာပဲ။ကို့မှာရှိတဲ့အတိမိတ်ဆွေတွေတိုးလာအောင်ကို့ကိုလူတွေနှက်မိလာအောင်ကို့ကိုလူတွေယဉ်နေလာအောင်လုပ်တဲ့ process ပေါ့နော်လုပ်တဲ့လုပ်ငန်းစဉ်လို့ပြောလို့ရမယ်။အဲ့ဒါကိုကျွန်တော်က personal branding စောက်တယ်လို့ခေါ်တယ်ပေါ့နော်။ personal branding ဘာကြောင့်စောက်ခိုင်းတာလဲကျွန်တော်က personal branding ဘာကြောင့်စောက်ခိုင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့လူပိုတိလာအောင်အတငယ်ချင်းတွေများလာအောင်အဆက်အသွယ်တွေများလာအောင် အဆက်အသွယ်ဆိုတာကအရင်ရကြီးရဟာပြီနော်ကျွန်တော်တို့ဟိုးရှင်ဖေးလေးအဖိုးတွေခေတုံးရတယ်ကအဆက်အသွယ်ကောင်းလို့ရှင်အကက်ကောင်းလို့ရှင်အလုပ်ကောင်းကောင်းရတာမျိုးတော့ကြားဘူးရမလားအလုပ်တွေမှာအကက်ကောင်းလို့ရှင်နေရာကောင်းရတယ်သူများနဲ့ရှင်ပြီးတော့ရှောက်လို့ရှင်တော့မကိုကရတယ်တချို့အလုပ်တွေဆိုလို့ရှင်အကက်မရလို့ရှင်ဝင်လို့မရတဲ့အလုပ်တွေတောင်ရှိတယ်ဒါပါလဲဆိုတော့အဆက်အသွယ်ဘယ်လောက်အရေးကြီးလဲဆိုတော့ပြောတာဒါအရင်နဲ့ကအရေးကြီးတာအခုလည်းအဲ့လိုပဲအဆက်အသွယ်အရင်ရေးကြီးတယ်အဲ့တော့ကျွန်တော်တို့က personal branding စောင့်ခြင်းအဖြစ်ကိုယ့်လူတွေပိုသိလာမယ် ူတွေပိုတိတရာဖြစ်တဲ့အတွက်ဒီတိလာတဲ့သူတွေငါကိုနဲ့တွဲပြီးတော့မှအလုပ်လုပ်လို့ရတဲ့အဆက်အသွယ်ကြီးအများကြီးပဲပါတယ်။နောက်ဆုံးကိုကပစ္စည်းတစ်ခုရောင်းညင်လို့ရှိရင်လည်းအဲ့ဒီကိုရဲ့ personal branding ကြောင့်ကိုကိုတိတဲ့သူတွေကိုရောင်းလို့ရတယ်လို့မျိုးကိုတစ်ခုခုလိုလို့ရှိရင်လည်းကိုကိုတိတဲ့သူတွေကိုမေးပြီးတော့မှကိုကအကူအညီရအကူအညီရတာမျိုးတွေရှိတယ်။ဥပမာထားပါတော့ကျွန်တော်အခုထိုင်းကနေပါကျွန်တော်ကမြန်မာနိုင်ငံကိုပစ္စည်းတစ်ခုပို့ခြင်းတယ်။အဲ့ပစ္စည်းကိုကျွန်တော်မပို့တဲ့ဘူးပဲထားလိုက် အခုတော့ရှင်โอเคကျွန်တော်ရဲ့ follower တွေထဲမှာဒီလိုမျိုး PC ယူသွားရမယ့်သူရှိလားဆိုလို့ရှင်ခိုင်းရနေပြီမြန်မာနိုင်ငံကိုပြန်တဲ့သူတွေမှာကျွန်တော် follower တွေမှာပါလို့ရှင်အာအကိုရရတယ်ကျွန်တော်ယူသွားရမယ့်ကျမယူသွားရမယ့်ဒါမှမဟုတ်ရှင်အကိုဒီ company မှာ app video မှာပို့လို့ရတယ်ဘယ်တော့မှမကြောက်ဘူးဒါမျိုးတွေဝိုင်းပြောပြပေးလိမ့်မယ် comment မှာဒါဆိုလို့ရှင်ကျွန်တော်အနေနဲ့ဒီကအကူညီရတာပဲဘယ်လိုမျိုးပေါ့နော်အဲ့တော့အဓိကကလူများများတီးဖို့အတွက်ကျွန်တော် personal branding ပို့ဆောက်တင်တယ်အဲ့တော့ personal branding ဘယ်လိုဆောက်အောင်လဲဆိုတာကိုကျွန်တော်ရှင်းပြတယ် personal branding ဘယ်လိုဆောက်အောင်လဲဆိုတော့အရင်ဆုံးခုနကလိုမျိုးလူများများတီးအောင်လုပ်အောင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့က အဲ့ဒီလူတွေနဲ့ကျွန်တော်တို့မကြမကြစကားပြောနေဖို့လိုတယ်ကို့အကြောင်းကိုပြောပြနေဖို့လိုတယ်ဘယ်လိုပြောပြမလဲပါဘယ်လိုပြောပြမလဲဆိုတော့ကျွန်တော်တို့က content ဆိုတဲ့အခုကျွန်တော်တင်တဲ့ video လိုမျိုးစာလေးတွေလိုမျိုးပြီးလို့ရှိရင်ဓာတ်ပုံလေးတွေလိုမျိုးတင်ပြီးတော့မှကိုယ်နဲ့ရင်းနှီးနေအောင်လို့ကိုကလုပ်ရတယ်အဲ့ဒါက personal branding စောက်တာရဲ့အရေးကြီးတဲ့အပိုင်းပေါ့နော်အရေးကြီးတဲ့အပိုင်းက content လို့ပြောလို့ရမယ်နော် content အရေးကြီးတယ်အဲ့တော့ content တွေကိုလည်းဖန်တီးတက်ဖို့လိုတယ်ဥပမာဒီလိုမျိုး video လုပ်မယ်ဆိုလို့ရှိရင် video ဒီလိုမျိုးရိုက်တက်ရမယ်ပြီးရင်အဲ့ video လေးကိုကျွန်တော်တို့ နည်းနည်းပါးပါးအက်တစ်လုပ်တတ်ကြမယ်အက်တစ်လုပ်တာလည်းအရန်ခက်တာမဟုတ်ဘူးအခုဆိုကျွန်တော် TikTok နဲ့ရိုက်တယ်ပေါ့နော်ရိုက်ပြီးလို့ရှိရင်အဲ့ဒီ TikTok application မှာပဲတခါလဲကျွန်တော်တို့ကအက်တစ်လုပ်လို့ရတယ်ရမ်းမခက်ဘူးတကယ်လွယ်တယ်ရမ်းမခက်ဘူးအဲ့လိုမျိုးလို့လုပ်လို့ရတယ်အဲ့လိုလို့ရှိရင်အဖြစ်ကျွန်တော်တို့ content တွေဖန်တီးလို့ရတယ် content ဖန်တီးတဲ့နေရာမှာပြောဘယ်လို content တွေဖန်တီးမလဲဘယ်လို video ရိုက်မလဲပေါ့နော် personal branding တိစောက်မယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးကတော့ကိုယ့်ရဲ့မျက်နှာလေးကိုကိုပြပြီးတော့မှာစကားပြောတာတော့အကောင်းဆုံးပဲဟုတ်လို့ဆိုတော့ကိုကိုမြင်ပြီးတော့ ဒီလူနဲ့ကိုပြောနေတဲ့အကြောင်းအရာနဲ့တွဲပြီးသိနေမှာကိုရင်းနေမှာရင်းနေတော့မှကိုရဲ့လွမ်းမှုမှုကကိုရဲ့ follower တွေကိုရဲ့ viewer တွေမှာရှိလာမှာကိုရဲ့စကားတွေရဲ့လွမ်းမှုမှုကိုရဲ့အပြုမှုတွေရဲ့လွမ်းမှုမှုဒါမျိုးတွေရှိတာအဲ့ဒါမှာကျွန်တော်တို့ကလက်တွဲပြီးရောအလုပ်လုပ်လို့ရမှာနော် personal branding ဆောက်ဖို့တော့အကောင်းဆုံးကတော့ကိုမှာကျွမ်းကျင်မှုတစ်ခုရှိရင်ကောင်းတယ်အဲ့ကျွမ်းကျင်မှုတစ်ခုကိုချပြနေရုံနဲ့တကူ personal branding ဖြစ်တယ်ဇွဲရှိဖို့တော့လိုတယ်ပေါ့နော်အဲ့တော့ကျွမ်းကျင်မှုကိုရှိရင်ချပြပါတကယ်လို့ကျွမ်းကျင်မှုမရှိရင်ဘယ်လိုလုပ်မလဲကျွန်တော်ကဘာမှမကျွမ်းဘူးကျမကတော့ဘာမှမကျွမ်းဘူးရတယ် ဘာမှမကြွမ်းဘူးဆိုလို့ရှိရင်ကိုဘယ်လမ်းကြောင်းကိုသွားခြင်းလဲကိုသွားခြင်းနဲ့လမ်းကြောင်းကိုကိုတိုင်းလေ့လာရတဲ့ကိုကိုတိုင်းဗီဒီယိုတွေဖန်တီးရတဲ့ကိုရဲ့ပြိသက်နဲ့အတူတူလေ့လာပါလို့လည်းရတယ်အဲ့ဒါလည်း personal branding ပဲအဓိကကကျွန်တော်တို့ဘသူဆိုတာကိုခြားပြနေကို personal branding တစ်ခုဖြစ်တယ်အချိန်တန်လို့ရှိရင်အချိန်တန်ကိုရဲ့ follower တစ်ခုရလာမယ်ကိုရဲ့ viewer တစ်ခုကရလာလိမ့်မယ်တစ်ခုရှိတာကကျွန်တော်တို့ consistent ဆိုတဲ့မှန်မှန်ကန်ကန်နဲ့ဇွဲရှိရှိလုပ်နိုင်မှုလို့ရတယ်အဲ့ဒီလိုလုပ်နေနေလည်း ကိုကိုတိုင်းဆက်ပြီးရောလေ့လာသွားဖို့လိုတယ်အဲ့ဒါအရင်ရေးကြည့်တယ် personal branding နောက်တစ်ခုကကြတော့ကျွန်တော်တို့က personal branding စောင့်မယ် online မှာ personal branding စောင့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ဟာကိုဂျားကန်အဖြစ်အသုံးချလဲဆိုတော့အခုကျွန်တော်တို့သုံးနေတဲ့ Facebook တို့ TikTok တို့ YouTube တို့စသဖြင့် social media platform တွေကိုအသုံးချရတယ်ဒါမှကျွန်တော်တို့က online မှာ personal branding ကအမြန်ပေါက်မှာအဲ့တော့ဒီကိုအသုံးချတဲ့ platform တွေရဲ့အကြောင်းကိုလည်းကိုကသိဖို့လိုတယ်သိရင်ပို့ပြီးမြန်မြန်ပေါက်တာပေါ့နော်အဲ့ဒီတော့ဒီအကြောင်းကိုလည်းကိုကလေ့လာကဲအဲ့တော့ကျွန်တော်ပြန်ပြီးတော့အချင်းချုံပြီးပြောပြမယ်နော် အရင်ဆုံးမလုပ်ရမလဲကိုကကိုရွေးချင်တဲ့လမ်းကြောင်းတစ်ခုကိုကိုယ်တိုင်ရှာမယ်ဘယ်လမ်းကြောင်းကနေပြီးတော့ personal branding ဖောက်ပါလဲကိုရဲ့ကျွမ်းကျင်မှုကနေပြီးတော့ personal branding စပါလားဒါမှမဟုတ်ကိုကိုယ်တိုင်ဘာမှမကျွမ်းကိုကိုယ်တိုင်လေ့လာရနေပဲကိုစိတ်ဝင်စားတဲ့ဥစ္စာကိုပြောပြရနေလေ့လာရနေသွားမှာလားဒါမှမဟုတ်ကိုရဲ့ lifestyle daily lifestyle နေ့စဉ်သွားနေတဲ့အကြောင်းနေ့စဉ်လုပ်နေတဲ့အကြောင်းကိုပဲချပြပြီးတော့မှ personal branding စောက်မလားဒါလည်းရတယ်နော်ပြီးရင်နောက်တစ်ခုကကြတော့ကိုသုံးမဲ့ social media တွေရဲ့ platform တွေရဲ့အကြောင်းကိုကောင်းကောင်းသိအောင်လို့ ေးလာဖို့လိုတယ်ဒါမှမမြပောက်တယ်နော်ဘလို့ကိုနဲ့နေတင်ရမယ်ဘလို့ကိုနဲ့နေလူကြတယ်ဒါလေးသိလာလိမ့်မယ်နော်လေးလာဖို့လိုရနော်နောက်တစ်ခုကကြတော့လူမှုကိုနဲ့နေဖန်တီးဖို့အတွက် edit နေနေပါရမယ် edit ကလည်းအရင်လမ်းပြန်ပြီးကောင်းနေစရာမလိုဘူးကောင်းနေတော့ပိုကောင်းတယ်ဒါပေမဲ့မကောင်းနေလည်းရတယ်အခုကျွန်တော်ရဲ့ video ကြီးကြည့်လိုက်ကျွန်တော်နေ့စဉ် post ကိုမှန်မှန်တင်ခြင်းတဲ့အတွက် video ကိုကျွန်တော် edit ကိုတိတ်မလို့ကျွန်တော်ကိုယ်တိုင်ရိုက်တယ်ကျွန်တော်ကိုယ်တိုင်တင်တယ်အခုဆိုလို့ရှိရင်ကျွန်တော်ဒါကျွန်တော်ညီတယောက်အလုံးမှာ accident တစ်ခုဖြစ်လို့ဆေးရုံရောက်နေတယ်နော်အဲ့တော့ရိုက်တဲ့နေရာကိုလည်းကြည့်တယ်ကျွန်တော်ဆေးရုံမှာရိုက်နေတယ်ကျွန်တော်အချိန်မအားလို့ အလုပ်တွေကတစ်ဖက်ရှိသေးတယ်ပြီးကိုနဲ့ရိုက်ဖို့တက်ကျွန်တော်တခါနေရာကောင်းနေရှာမယ်အတက်တွေလောက်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကိုနဲ့ကနေ့စဉ်တင်နိုင်မှာမဟုတ်ဘူးအသိပညာတွေလည်းအများကြီးကျွန်တော် share နိုင်မှာမဟုတ်ဘူးပြီးတော့ကျွန်တော်ရဲ့အဓိက target ကအသိပညာ share တဲ့ target ကိုထားထားတာဖြစ်တဲ့အတွက်ကျွန်တော်ကျွန်တော်နေမှာရိုက်လို့ရတယ်ပြီးကျွန်တော်ပြရင်မကြည့်တယ်ဒါအခုကျွန်တော်ဆေးရုံမှာရောက်နေတာပါနော်ဒါဆေးရုံမှာရောက်နေရင်မကျွန်တော်ကိုနဲ့ကိုကျွန်တော်ဖန်တီးလို့ရတယ်အေးစစ်စစ်ပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဘယ်နေရာပဲရောက်ရောက်ကျွန်တော်ကိုနဲ့ကိုဖန်တီးလို့ရအောင်လို့ကျွန်တော်ကိုယ်တိုင်ကျွန်တော်ရဲ့ကိုနဲ့ပုံစံကိုဒီလိုပုံစံရွေးထားတာ ျွန်တော်ဗီဒီယို edit တွေအများကြီးပဲမထည့်ဘူးပြီးရင်တကူးတကလည်းနေရာတွေအများကြီးရှာနေကြမှာမလို့ကျွန်တော်ရောက်တဲ့နေရာမှာကျွန်တော်ဖုန်းကိုအဲ့လိုထားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ကင်မရာခလုတ်ကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်ရိုက်လိုက်မယ်ပြီးရင်ကျွန်တော်သိတဲ့အကြောင်းအရာတွေကိုကျွန်တော် share လုပ်ပေးမယ်ဘူးတူတာတွေပါမယ်စီးပွားရေးနဲ့ပတ်သက်တဲ့အကြံဉာဏ်တွေပါမယ်ဒါတွေကျွန်တော်ပြောမယ်အဓိကပေးခြင်းတဲ့ value ကတန်ဖိုးကဗီဒီယို edit မှာမဟုတ်ဘူးအဓိကပေးခြင်းတဲ့ value ကကျွန်တော်ပြောတဲ့စကားလုံးတွေနဲ့မိစေတို့တဲ့အခွင့်အရေးဖြစ်မဲ့အရာတွေအဲ့တော့ကျွန်တော်ကဒါတွေကိုအဓိကမလိုဘူးပေါ့နော်နောက်တချို့အရာတွေကလည်းဗီဒီယို edit အရေးကြီးတဲ့ အရေးကြီးတဲ့ကွန်းနက်မိုင်းတွေရှိတယ်။ဒီရှုပ်ကွန်းနက်တွေကဗီဒီယိုအက်ဒစ်အရေးကြီးတယ်။ဗီဒီယိုအက်ဒစ်နဲ့မှတွဲပြီးမှဒီဟာအဆင်ပြေသွားမဲ့ဟာမျိုးတွေရှိတယ်ပေါ့။အဲ့တော့အဲ့ဒါတွေကတော့ကိုရွေးချယ်တဲ့ကွန်းနက်ပုံစံပေါ်မှာမူတည်တယ်ပေါ့။အဲ့တော့မိတ်ဆွေတို့ရောဘယ်လိုလမ်းကြောင်းကိုသွားမလဲ။ကိုအဆင်ပြေတဲ့လမ်းကြောင်းကိုသွားလို့ရတယ်။ personal branding ဆောက်တာကအရင်ခက်တဲ့ကိစ္စမဟုတ်ဘူး။ဇွဲရှိဖို့တော့လိုရနော်။ဇွဲရှိရမယ်။ပြီးလို့ရှိရင်လေ့လာကောင်းရမယ်။ရှေ့မှာလည်းကျွန်တော်ဗီဒီယိုတွေအများကြီးပဲပြောပြထားတာရှိတယ်။အရင်မှခက်ပါဦးမိတ်ဆွေ။လူတိုင်းလုပ်လို့ရပါတယ်။လူတိုင်းလုပ်လို့ရပါတယ်။ဒါပေမဲ့လူတိုင်းတော့အောင်မြင်မှာမဟုတ်ဘူး။ကျွန်တော်ပြောသလိုပဲ။ လွယ်လို့ရှိရင်တော့လူတိုင်းလုံနေမှာပေါ့ဒါပေမဲ့မလွယ်တဲ့အတွက်လူတိုင်းလည်းမလုံနိုင်ဘူးလူတိုင်းလည်းထိဆုံးမရဘူးဒါပေမဲ့ဆွဲရှိတယ်တကယ်လဲလိလာအားလဲကောင်းတယ်တကယ်လဲစိတ်အားထက်သန်တယ်ဆိုလို့ရှိရင်တော့နေရာတနေရာအခုတည်းအများကြီးရှိပါတယ်ကျွန်တော်ကိုပိုင်းပါနောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်အခုပြောနေတဲ့မိုးတောင်ချုပ်သွားပြီမိုးတောင်ချုပ်သွားပြီဒါရိုက်နေတော့ကျွန်တော်စရတဲ့တော့ကညနေစောင်းမှစရတယ်အခုတဖြည်းဖြည်းနဲ့မှောင်လာပြီဆိုတော့ဘာဖြစ်မှောင်သွားလဲပြဿနာမရှိဘူးကျွန်တော်တို့က personal branding ဘယ်အချိန်မဲ့ဖြစ်ဖြစ်ဘယ်နေရာဖြစ်ဖြစ်စောက်လို့ရတယ်ရိုက်လို့ရတယ် you <laughs>